ယူနိုက်တက်နဲ့တူပြန်လည်တောက်ပလာတော့မယ်မေးစင်ပေါင်းအကြောင်းတင်မတီသေးတဲ့အချက်၅ချက်ဘရန်ဒန်အောင်မြောင်မြောင်သူမြောင်အိုင်ဘတ်ခွန်ရှိကိုအင်းချက်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်လက်ရှိယူနိုက်တက်နေပြအမ်ဘိုရင်းစိတ်ကြိုက်ဇာမာတွေတဲမှာမေးစင်ပေါင်းကထိတ်ဆုံးကနေပါဝင်နေသူဖြစ်ပါရင်မောက်ဟာဒန်ယာပဒနာတွေအကြောင်းသာပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေပြီးချင်းစွမ်းကြဆင်းနေပေမဲ့ဒန်ယာပဒနာတွေသာကင်းစင်နေအတော်လေးကိုကောင်းမွန်တဲ့ကစားမအကောင်တယောက်ဆိုတာကိုပြီးခဲ့တဲ့ဆလတ်နဲ့ပွဲစဉ်တုန်းကတတ်သေးပဲဖြစ်ပါရင်ဒါကြောင့်ဒီနေ့မှာတော့မောင်အကြောင်းကိုလူတီနေတဲ့အချက်တွေကိုပြောပြပေးခြင်းပါရင် နံပါတ်1အပြာရောင်သွေးစီးစင်းနေပေမဲ့ချဲစီပြိတ္တမဟုတ်ခဲ့သူမေဆင်မောက်ဟာတက်ချောင်းနဲ့ရွယ်ကလေးကချဲစီတင်ကိုရောက်ရှိလာခဲ့သူဖြစ်ပါရင်ဒါကြောင့်ပြိတ္တတို့အနေနဲ့မေဆင်မောက်ကိုချဲစီပြိတ္တအကြီးစားလို့တောင်ထင်ကောင်းချင်နိုင်ပါရင်အဲ့ဒါကလုံးဝကိုမှားယွင်းနေတဲ့အချက်ပေါ့မောက်ဟာအင်္ဂလန်တောင်ပိုင်းမှာအချိန်တော်ကြာနေထိုင်ခဲ့သူဖြစ်ပါရင်အဲ့ဒီရဒေသမှာရှိတဲ့အသင်းတွေထဲမှာပို့စ်မောက်အသင်းဟာမောက်အကြိုက်ဆုံးကလပ်ဖြစ်ပါရင်မောင်ရဲ့မဲ့ညာနေထဲမှာ post one အသင်းရဲ့ပတ်သက်တဲ့အမှတ်တရတစ်ခုကတော့2008ခုနှစ်တုန်းက FA Player ရရှိခဲ့တဲ့ခိုင်တံပဲဖြစ်ပါရင် ်မင်းစမော့ဟာအင်းနဲ့ FA ပလိုင်းစီမီဖိုင်နယ်နဲ့ဖိုင်နယ်နှစ်ပွဲစလုံးကိုအားပေးခဲ့သူပါမောက်က2008ခုနှစ်တုန်းက FA ပလိုင်းစီမီဖိုင်နယ်နဲ့ဖိုင်နယ်ပွဲတွေကိုကျွန်တော်အဖေနဲ့အတူသွားကြည့်ခဲ့ပါတယ် post power အတင်းစူပလာကင်မရာကိုမြင်လိုက်ရတဲ့အချိန်မှာမြုံနိုင်ခဲ့ပါဘူးအဲတုန်းကဒီမျိုးလုံးလေးပါဝင်ပါလေကွင်းထဲရောက်နေတယ်လို့ထင်မိပါတယ်ဒါကကလပ်အသင်းအတွက်ကြီးကျယ်တဲ့ပွဲတစ်ခုပဲလေလို့ပြောဆိုခဲ့ပူပါတယ်နံပါတ်1 Freeland Patch ကြောင့် Chelsea မှာဆက်နေဖို့ဆုံးဖြတ်ခဲ့သူ ်ချဲစီကိုချစ်တဲ့ပြိုင်သက်တွေချဲစီကစားသမားတွေထဲမှာအသေးရဲ့ကနဝင်ကွဲလေလို့လမ်းပတ်ကိုမကြိုက်တဲ့သူတော့ရှိမယ်မထင်ပါဘူးမေဆင်မောက်အကြိုက်ဆုံးကစားသမားကလည်း Fred Lambert ပဲဖြစ်ပါတယ်မေဆင်မောက်ဟာ Fred Lambert စီကနေပညာရေးအများကြီးတင်ယူခဲ့သူဖြစ်ပါတယ်မောက်က friend ဟာချဲစီမှာကျွန်တော်ကစားမဘွားဖြစ်တဲ့ဘုံအဓိကအကြောင်းရင်းတစ်ခုဖြစ်ခဲ့တယ်လို့ကွင်းလယ်ကစားမတယောက်ဖြစ်ကစားဖို့ရွေးချယ်ဖြစ်ခဲ့တာလည်းသူကြောင့်ပါပဲကွင်းလယ်ကစားမတယောက်အနေနဲ့ဂိုးတွေသွင်းချင်လာတဲ့အခါ friend lambert ကဆံမြောက်ပို့ကိုတယောက်ဖြစ်လာခဲ့ပါတယ်လို့ပြောဆိုခဲ့ပါတယ် မောင်ဟာ front လမ်းပန်းကြောင့်ပဲချင်းစီမှာနေရာတစ်ခုရလာခဲ့လို့ဆရာမှာပဲဖြစ်ပါရင်လမ်းပန်းဟာခြေစွမ်းခြေစားရှိတဲ့မောင်ကသူ့ကိုကင်တွယ်နေတဲ့ဓာပင်အသင်းထံခေါ်ယူခဲ့တာဖြစ်ပါရင်ချင်းစီနီးပြားဖြစ်လာတော့လေမောင်ကိုတဘာနဲ့ခေါ်ယူလာခဲ့တာဖြစ်ပါရင်ကောလာဟာလာရီကမောင်အချိုင်ဆုံးကွင်းလေလို့တရားဖြစ်တဲ့စတီဗင်ချရက်ဟာလည်း ranger အသင်းကိုစတင်ကင်တွယ်တဲ့အချိန်မှာမောင်ကိုခေါ်ယူဖို့စ조사ခဲ့ဝါရင်ဒါပေမဲ့မောင်ကလမ်းပန်းရှိတဲ့ချဲစီကိုနှလုံးသားရဲ့ဆန္ဒတစ်ခုနဲ့နလာခဲ့တာဖြစ်ပါရင်လူကာမိုဒရင်းအင်နီစတာတို့ကလည်းမောင်းအကြိုက်ဆုံးကွင်းလေလူတွေဖြစ်ပါရင်ဒါဆိုရင်မောင်းအကြိုက်ဆုံးအိုင်လော့ကစားမကဘယ်သူဖြစ်မလဲ မောက်ကကျွန်တော်ဘဝမှာသဘောကျတဲ့ဟီးရိုးတွေများရှိရှိပါတယ်ပီတာခရော့နီကိုခရေဂျောင်းဂျာမိန်တီဖို့ဆိုလီမန်တာရီလာဆာနာဂျီရာန်ကာလူအဆရှိသမျှမှပြောဆိုခဲ့ပူပါတယ်ဒါပေမဲ့အမောက်ကျိုင်ဆောင်အိုင်နော့ကစားမကပို့စ်မောက်ကနဝင်ဂယ်ရီအိုနေပဲဖြစ်ပါတယ်နံပါတ်3မိသားစုရဲ့အားပေးကူညီမှုအပြေးဝါရရှိခဲ့သူ မောင်အားကလေးဘွားတို့က professional ကစားမဖြစ်လာဖို့စိတ်ကူးလောက်မှရှိခဲ့ပါဘူး။ဒါပေမဲ့ဘော်လုံးအကစားဟာသူတို့မိသားစုဝင်နဲ့မဆိုင်တဲ့ကစားနည်းဖြစ်တာကြောင့်မောင်အားလည်းဒီကစားနည်းပေါ်မှာဝန္ဒနာပါလာခဲ့တာဖြစ်ပါရင်မောင်ရဲ့ဖခင်ဖြစ်သူတိုဘီယာအင်္ဂလန်ရဲ့အစင်းနှစ်လက်ခုမှာကစားခဲ့ဖို့သူဖြစ်ပါရင်ဒါကြောင့်ဖခင်ဖြစ်သူရဲ့အကူအညီနဲ့မောင်ဟာကလေးဘွားကလေးက ဘောလုံးလေးကျင့်ရေးကွင်းတွေကိုမကြာခဏရောက်ရှိခဲ့ဘူးပါတယ်။ကော်ဘီယာမောကို professional ကစားမတယောက်ဖြစ်စေခြင်းတဲ့အတွက်အများကြီးအကူအညီပေးခဲ့ပါတယ်။ဖခင်ဖြစ်သူရဲ့အကူအညီမပါဘူးဆိုရင်မောက်ဟာဒီနေ့ဒီအချိန်ထိရောက်လာမှာမဟုတ်ပါဘူး။ဒါအပြင်အပြော်တဲ့လက်ဝဲသမားတို့ဖြစ်တဲ့အဖိုးဖြစ်သူဘေးကလည်းမောက်ကိုအများကြီးအကူအညီပေးခဲ့ပါတယ်။ဘေးဟာမောင်အနေနဲ့ဒီနေ့မှာ professional ကစားမတယောက်ဖြစ်လာပြီးအောင်မြင်နိုင်မယ်လို့ယုံကြည်ခဲ့သူဖြစ်ပါတယ်။မောင်ရဲ့အမဖြစ်သူကလည်းမောင်ဘေးမှာအနေတိုင်းအမြဲတမ်း sport ပြီးလုပ်ပေးခဲ့ပါတယ်။မိသားစုရဲ့အားပေးမှုတော့မပါဘူးဆိုရင်မောင်ဟာဒီနေ့ဒီအချိန်မှာအောင်မြင်တဲ့ဘောလုံးကျယ်ပွင့်ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ ။နံပါတ်၄ဘောပိုင်းကောင်လေးဖြစ်ခဲ့ဘူးသူအသက်၆နှစ်ခရဲကလေးကချဲစီကယ်မီကိုရောက်ရှိနေတဲ့မောက်ဟာအိမ်ခွဲမှာစတန်ဖို့ဘရစ်မှာအသင်းကြီးတချို့ရဲ့ပွဲစဉ်တွေမှာဘောကောက်ကောင်လေးဖြစ်နေတဲ့တာဝန်ပေးခြင်းခံခဲ့ရပါတယ်။ ။ဥရောပရဲ့ထိပ်သီးအသင်းတွေမှာဘောကောက်ကောင်လေးတွေအတွက်တာမန်ကလေးတွေကိုတောင်းပန်ပေးတော့တဲ့အချိန်အတော်လေးကြာနေခဲ့ပြီဖြစ်ပါတယ်။နောက်ပြီးတော့အချင်းစီကယ်မီထွက်ကစားသမားတိုင်းဟာလည်းဘောကောက်ကောင်လေးအဖြစ်နဲ့တောင်းဝင်ပေးခြင်းခံခဲ့ရတာမဟုတ်ပါဘူး။အကယ်ဒမီကနေပြီးတော့အလားအလာရှိတဲ့လူငယ်ကစားသမားလေးတွေကိုကွင်းတွင်းတွင်းကြုံရစေဖို့အတွက်ရွေးချယ်ဆေးလို့စီတာဖြစ်ပါတယ်။အဲဒီမှာမင်းစင်မော့ကလည်းတူပါဝင်ဖြစ်ပါတယ်။ဘောကောက်ကောင်လေးအဖြစ်နဲ့တောင်းဝင်ယူခဲ့တဲ့တုန်းကမောက်တွေ့မမေ့နိုင်စရာအမှတ်တရတစ်ခုရှိခဲ့ပါတယ်။မောက်က မော်ရီနီဟိုလက်ထက်တုန်းကဘောကောက်ကောင်းလေးဖြစ်တောင်းဝင်ယူခဲ့ရတော့အမှန်ရစရာတခုရှိပါတယ်။အိမ်ကမှကစားရတဲ့ချန်ပီယံလိပွဲစဉ်တစ်ခုမှာမော်ရီဟိုကပွဲမတိုင်ခင်ကျွန်တော်တို့ပြိုင်ပွဲအသင်းကဘောလုံးရတဲ့အခါကင်ထားဖို့နဲ့မင်းမြန်မပစ်ပေးဖို့အတွက်မှာခဲ့ဘူးတယ်ဆိုပြီးပြောဆိုခဲ့ဘူးပါတယ်။မော်ရီဟိုရဲ့နီးစနစ်တွေကတော့လက်ပြားခါလာပါတယ်။နံပါတ်5ဘယ်တော့မှအရှုံးမပေးခဲ့သူမောင်ဟာ2019ခုနှစ်မှာချန်စီနဲ့ပရော်ဖက်ရှင်နယ်စာရုပ်ချိုးဆိုခဲ့ပြီးတဲ့နောက် ဟော်လန်ကလပ်တစ်ခုဖြစ်တဲ့ Badget Ahan အသင်းကိုအငားစင်လို့ချင်းခံခဲ့ရပါတယ်။မောက်ဟာ Badtan မှာကစားမပွားကိုစိတ်ပြတ်ဖွယ်ရာတွေနဲ့စတင်ခဲ့ရပါတယ်။ဒါပေမဲ့မောက်ကအရှုံးမပေးဘဲနေရာတစ်ခုခိုင်မာရအောင်ကြိုးစားခဲ့ပါတယ်။မောက်ဟာရရှိလာသမျှခွင့်ရတွေကိုအကောင်းဆုံးသုံးချနိုင်ခဲ့ပြီးအဲ့ဒီမှာရင်အသင်းရဲ့တင်းတာအကောင်းဆုံးကစားမတယောက်ဖြစ်လာခဲ့ပါတယ်။မောက်အနေနဲ့အဲဒီတော့ကလာအရှုံးပေးပြီးချဲစီကိုပြန်လာခဲ့မယ်ဆိုရင်ဒီနေ့လိုမျိုးအနေထားကိုရောက်ရှိနိုင်မှာမဟုတ်ပါဘူး။ ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ